ဘက်ထရီလျက်စက်ကောင်းတွေအသုံးပြုပြီးခိမိလေးပေးဆက်ပါ လေးတွဲဆိုင်တွေနဲ့နေပြည်တော်မန္တလေး မန္တလေးနေပြည်တော်ယထာခီစင်တွေစတင်ပြေးဆွဲမယ်လို့သိရပါတယ်။ဘောဆောင်ရင်းနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမီယထာအနေနဲ့အများပြည်သူယထာနဲ့ခီးသွားလာမှုအဆင်ပြေချုံမွေစေရဲအတွက်ယထာလမ်းမိုက်တီတီမှာလူစည်းယထာခီစင်များကိုစီစဉ်ပြေးဆွဲပြီးလျက်ရှိရာနေပြည်တော်မန္တလေးနေမန္တလေးနေပြည်တော်ခီးစင်များကိုဘက်ထရီလျက်စစ်စကောင်းများအသုံးပြုပြီးခင်မီလေးပေးဆက်ပါလေးအတွဲဆိုင်များနဲ့နိုဝင်ဘာလ20ရက်နေ့နေ့စတင်ပြီးလက်ရှိ RPE များနဲ့ပြေးဆွဲနေတဲ့အမှတ်29အဆန်းနေပြည်တော်မန္တလေးနေ အမှတ်28အစောမန္တလေးနေပြည်တော်ရထားခီးစင်များကို ပြောင်းလဲပြေးဆွဲပေးတော့မှာဖြစ်ကြောင်းသိရပါတယ်။ ဘက်တရီလျှပ်စစ်ဇာကောင်းနဲ့ပြေးဆွဲမိ အမှန်29ရက်အစံခိမီလေးပေးဆက်ပါလေရထားဟာနေပြည်တော်ဘူတာမှမွန်းတဲ့12နာရီမှစတင်ထွက်ခွာပြီးမန္တလေးဘူတာတို့ညနေ9နာရီမှဆက်ရောက်မှာဖြစ်ပြီး အမှန်28အစုံခိမီလေးပေးဆက်ပါလေရထားဟာမန္တလေးဘူတာမှနနက်6နာရီမှစတင်ထွက်ခွာပြီးနေပြည်တော်ဘူတာတို့နနက်7နာရီမှဆက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။